င်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ယင်းနှမြုံနံမှုလောကတွေကအဲစိတ်ဝင်စားစရာအကြောင်းအရာလေးတွေနည်းနည်းဆွေးနွေးကြည့်ကြရအောင်အထူးသဖြင့်ယင်းနှမြုံနံချင်း investing နဲ့ဟိုကုန်ထွယ်ချင်း trading ကြာကကွာခြားချက်တွေပေါ့ပြီးတော့အချိန်ခံကြတဲ့ခွဲခြမ်းစိတ်ဖျားမှု fundamental analysis နဲ့နည်းပညာပိုင်းခွဲခြမ်းစိတ်ဖျားမှု technical analysis တို့တွေပေါ့ကျွမ်းကျင်သူတွေရဲ့ဆွေးနွေးချက်တွေသုံးသပ်ချက်တွေကနေအဓိကအချက်လေးတွေထုတ်နှုတ်ပြီးတော့ um နားလေလွယ်အောင်ကြည့်ကြတော့ပေါ့လေဒါကအခုမှစမဲ့သူဖြစ်ဖြစ်ကိုနီလန်ကိုပြန်တုံးတချင်သူဖြစ်ဖြစ်တောင်းဝန်မယ်လို့ထင်ရတယ်ခင်ဗျာကဲစလိုက်ရအောင်ဟုတ်ကဲ့ပါရှင်ဒီဆွေမျိုးကယင်းနီမြုံနံမှုနီလန်တွေရဲ့ဟို꽌ပြားတဲ့သဘောတဘာဝတွေကိုနားလည်စေချင်တာပါပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်အချင်းနောက်ရစွန့်စားနိုင်မှုအချင်းတွေနဲ့ဘလို့ချင်းကပ်ပုံကကိုက်ညီမလဲဆိုတာရွေးချယ်နိုင်ဖို့ကူညီပေးဖို့ရည်ရွယ်ပါတယ်ရှင် ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်ကလက်တွေ့အကြံပြုချက်တွေကိုအခြေခံပြီးပြောပြသွားပါမယ်။ကောင်းပါပြီ။အရင်ဆုံးလူတော်များများမေးကြရိုးထွေးတတ်ကြတဲ့အချက်လေးပေါ့နော်။ Investing နဲ့ Trading အဓိကပါကွာလေခမရ။ဟုတ်ကဲ့။အဓိကကွာခြားချက်ကတော့ရည်မှန်းချက်နဲ့အချိန်ကာလပါပဲ။ Investing ဆိုတာကအချိန်ကြာကြာမှတစ်ဖြည်းဖြည်းနဲ့ကြွယ်ဝမှုကိုတည်ဆောက်တာမျိုးပါ။ဈေးကွက်ထဲမှာအချိန်ပေးဖို့ Time in the Market လို့ပြောကြတာပေါ့လေ။ ဆိုလိုတာကအရေးသွေးကောင်းတဲ့ပိုင်ဆိုင်မှု stock တွေကိုနစ်နယ်ချီပြီးကင်ထားတာ음 Warren Buffett ပြောတယ်လို့မျိုးပေါ့နော်စဲမင်းမကင်နေစဲမင်းတော်မစင်စားနေဆိုတာဟုတ်ပါတယ်အဲ့ဒါက investing ရဲ့ mindset ကိုပြတာပါ DCA လို့ခေါ်တဲ့ dollar cost averaging လို့မျိုးအပုံမှန်ငွေပမာဏကိုအချိန်မှန်မှန်ထည့်ဝင်ယနေ့မြုပ်နှံသွားတာမျိုးကဒီရေရှည်ချင်းကပ်ပုံနဲ့ကိုက်နေပါလေရှင်ဒါဆို trading ကကြတော့အဲ့ဒီရဲ့စံချင်ပဲတဘောလာပို့ပြီးတော့ရေတော့ပေါ့ อืม trading ကတော့ဈေးခွက်ရဲ့ရေတို့အတက်အကျတွေဈေးနှုန်းအပြောင်းလဲလေးတွေကနေအမျက်ရဟိုစူးစမ်းတာသူတို့ဟာဈေးခွက်အချိန်ကိုကိုက်ဝင်ထွက်လုပ်ဖို့စူးစမ်းကြတယ် timing the market ပေါ့ဒါကြောင့်ပို့ပြီးတော့ active fit ဖို့လိုတယ်စိတ်ပိုင်းဆိုင်ရာပို့ခိုင်းမှဟိုလိုအပ်တယ်စုံပြည့်ချက်မြန်မြန်ချရတယ်ဟုတ်ကဲ့အထူးသဖြင့် leverage လို့ခေါ်တယ်ချင်းငွေတုံးပြီးကုန်သွယ်ရင်တော့ under ပို့များနိုင်တယ်လို့ကျွမ်းကျင်သူတွေကတတိပေးကြပါတယ်ရှင်စိတ်ဖိစီးမှုလည်းပို့များနိုင်တာပေါ့ ဒါဆိုရင်ဒီလိုယင်းနှမြုံနဲ့မလားကုံတယ်မလားဆုံးဖတ်ဖို့အတွက်ခွဲချမ်းစစ်ပြတဲ့နိလန့်နေရှိသေးတယ်နော် FA နဲ့ TA ဆိုပြီးတော့အဲ့ဒါလေးကိုနည်းနည်းရှင်းပြပြပအောင်ခင်ဗျာ FA ကတမြစ်စစ်တယ်လို့ဆိုတာလေးစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့ FA ဆိုတာ fundamental analysis အခြေခံကြတဲ့ question စစ်ဖြာမှုပေါ့အဲ့ဒါက company တစ်ခုရဲ့တကယ်တန်ဖိုးသူ့ရဲ့ intrinsic value ကိုရှာဖွေတာပါ company ရဲ့ banda ရေးကျမာရေးကို စစ်ဆေးတာဥပမာ income statement ကြည့်မယ် balance sheet ကြည့်မယ် cash flow ဘယ်လိုရှိလဲကြည့်မယ်อืมအသေးစိတ်စစ်ဆေးလာပေါ့ဟုတ်ပါစီမံခန့်ခွဲမှုအရေးတွေလုပ်ငန်းရဲ့အတာချက်အနာဂတ်အလားအလာစတာတွေအကုန်သုံးသပ်တယ် PE ratio တို့ EPS တို့လိုအချိုးတွေတုံးပြီးတော့ကုမ္ပဏီကတန်ဖိုးသင့်မသင့်အကေဖြတ်တာပေါ့။ဒါကရေရှည်ယင်းနှမြုပ်တန်းသူတွေအဓိကတုံးတဲ့နီးလန်းပါပဲရှင်။ DA ကကြတော့ tick line ကြည့်တာဆိုတော့ဈေးနှုန်းကိုပဲကြည့်တာပေါ့နော်။ဟုတ် technical analysis ကတော့ tick ဈေးနှုန်းအပြောင်းလဲတဲ့အယောင်းဝယ်ပမာဏ volume တွေကိုလိလာပြီးအနာဂတ်ဈေးနှုန်းလာရောက်ကိုခက်မှန်းဖို့ကြိုးစားတာပါ။ chart ပုံစံတွေပေါ့ head and shoulders တို့ triangles တို့အလိုပုံစံတွေ နောက်ပြီး moving average လို့ indicator တွေကိုသုံးတယ်။ဒါရေရိုသမားတွေပို့သုံးကြတာလား။ဟုတ်ပါတယ်ရေရိုကုန်းသွယ်သူတွေဝင်းချင်းထွက်ချင်းကိုက်ဖို့အသုံးများကြတယ်။ဒါပေမဲ့သူ့မှာလည်းအားနည်းချက်ရှိတာပေါ့။ကုမ္ပဏီရဲ့အခြေခံအကြောင်းတရားတွေကိုလစ်လျူရှုမိနိုင်တယ်။ပြီးတော့ချတေကတခါလေမာရွင့်တဲ့ချက်ပြမှုတွေပြီးနိုင်တဲ့ under လည်းရှိတယ်လို့သုံးသပ်ကြပါလေရှင်။ဒါဆိုရင်တကယ်တမ်းမှတစ်ခုကအမေရန်ပိုကောင်းတယ်လို့တော့ပြောလို့မရဘူးပေါ့။အတိအကျပါပဲ။ ။ကျန်းကျင်သူတချို့ကဒီနီလန်းနှစ်ခုကိုပေါင်းဆက်ပြီးသုံးဖို့တောင်အကြံပြုထားတာရှိပါရဲ့ရှင်။ဆိုလိုတာက FA နဲ့အရေးသေးကောင်းတဲ့ကုမ္ပဏီကိုအရင်ရွေးမယ်။ပြီးတော့ TA ကိုသုံးပြီးဘယ်ချိန်မှဝင်ဝင်ကောင်းမလဲ။ဒါမှမဟုတ်ဘယ်ချိန်ရောင်းတင်လဲဆိုတာကိုအချိန်ကြိုက်တာမျိုးပေါ့။ဟုတ်ကဲ့။အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ခင်ဗျ။လက်တွေ့ကျတဲ့အချံပြူချက်တွေပေါ်ကိုကြည့်ရင်ကအထူးတစ်ဖြစ်အခုမှစမယ်လူငယ်တွေစတင်တူတဲ့အတွက်ပေါ့ online ဆွေးနွေးမှုတွေမှာဘယ်လိုအချံပြူချက်တွေတွေ့ရတယ်လဲ င်အများဆုံးတွေ့ရတဲ့အကြံပြုချက်တွေကတော့ရေရှည်အတွက်စဉ်းစားပြီးစောစောဆီဆီစတင်ဖို့ပါပဲ။ compound interest ရဲ့အစွမ်းကိုအပြည့်အဝရဖို့ပေါ့။နောက်တစ်ခုကကုန်ကျစရိတ်နဲ့ပြီးအမျိုးသားစုံလင်ရဲ့ယင်းနည်းမြှုပ်နှံမှုတွေဥပမာ index fund တွေ ETF တွေရွေးဖို့တိုက်တွန်းကြတယ်။ဒါက Bogahats ရဲ့အဓိက philosophy တစ်ခုလိုပါပဲ။ဟုတ်ကဲ့။ပြီးတော့အခွန်တက်တာခွင့်ရှိတဲ့အကောင့်တွေဥမာ US မှာဆိုရင် Roth IRA တို့ TSP တို့လိုမျိုးပေါ့အဲ့ဒါတွေကိုအသုံးချဖို့အကြံပြုကြတယ် နောက်ပြီးခုနပြောခဲ့တဲ့ DCA နီလန်းလေ dollar cost averaging ပုံသင်ငွေပမာမာကိုအချိန်မှန်မှန်ရင်းနှီးမြှုပ်နှံထားတာဒါကဈေးကွက်အတက်အကျကြောင့်ဖြစ်တဲ့စစ်ခံစားမှုရိုက်ခတ်တာကိုရှင်းချပေးပြီးစီကန်းရှိရှိရင်းနှီးမြှုပ်နှံချက်အောင်ကူညီပေးတယ်လို့ဆိုကြပါတယ်ရှင်။ကောင်းပါပြီ။ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံငုံတုံးတက်ရရင်အရိကမပါရမှာကရင်းနှီးမြှုပ်နှံခြင်းနဲ့ဂုံတွေးခြင်း FA နဲ့ TA ဆိုတာတွေဟာမတူတည်တဲ့ချင်းကပ်ပုံတွေကိရိယာတွေဖြစ်တယ် တခုကအမြဲတမ်းပိုကောင်းတယ်လို့ဆိုလိုတာမဟုတ်ဘဲကိုယ့်ရဲ့ရည်မှချက်အချင်းပေးနိုင်မှုစွန့်စားနိုင်မှုတွေပေါ်မူတည်ပြီးရွေးချယ်ရမှာပါပဲနော်ဟုတ်ပါရှင်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတခုထားခဲ့ချင်ပါတယ်ဒီလို FANTA လို့မတူညီတဲ့ခွာချန်စိတ်ဖြောင်မှုရှုထောင့်တယ် Investing နဲ့ Trading လို့မတူညီတဲ့ချင်းကပ်ပုံတွေကိုနားလည်လိုက်တဲ့အခါမှာပေါ့လေကိုကနေစဉ်ကြားသိနေရတဲ့ငွေကြေးတည်င်းတွေဈေးကပြောင်းလဲတွေကိုလက်ခံပုံသုံးသပ်ပုံတွေကော ဘယ်လိုပြောင်းလဲသွားနိုင်မလဲဆိုတာလေးပါဒါကကိုယ့်ရဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေပေါ့ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်မလဲဆိုတာစပီးစဉ်းစားကြည့်ဖို့အချက်ကောင်းလေးတစ်ခုဖြစ်နိုင်ပါတယ်ရှင်